ကျွန်ုပ်တို့ရဲ့ Cinderella ရဲ့နေအိမ်ပဲဖြစ်ပါတယ်။အစာပထမမှာတော့အလွန်ချောမောလှပတဲ့ Cinderella ဟာသူမရဲ့ဖခင်ကြီးဆုံးပါသွားတဲ့အခါအလွန်ဆိုးဝါးတဲ့ဘဝတစ်ခုကိုရင်ဆိုင်ခဲ့ရပါတယ်။ဒူမဟာမိထွေးနဲ့ညီအမဆိုးနှစ်ဦးရဲ့ရက်စက်တဲ့အစီခံအဖြစ်နဲ့အိမ်မှုကိစ္စအားလုံးကို မနာတမ်းလုတ်ကင်နေခဲ့ရတာပါ။ညီအမတွေရဲ့မနာလိုမှုနဲ့မိထွေးရဲ့တင်းကျပ်တဲ့အမိန့်တွေအောက်မှာ စင်ဒရဲလာဟာဝမ်းထဲပူဆွေးမှုတွေနဲ့နေ့စဉ်ဖြတ်တန်းနေခဲ့ရပါတယ်။အဲ့ဒီလိုနေ့ရက်တွေကုံလွန်ခဲ့ပြီးနောက်မှာတော့နန်းတော်ကြီးကနေ Grand Duke ရောက်ရှိလာပြီးမင်းပါအတွက်တင်းလျောတဲ့ဂျင်ယာတော်ကိုရှာဖွေနိုင်ဖို့ရည်ရွယ်တဲ့အကဖွဲတော်ကြီးကျင်းပမဲ့အမိန့်တော်ကိုတကယ်နာကြီးညာခဲ့ပါတယ်။စင်ဒရဲလာဟာပွဲသွား channel ကို like နဲ့ subscribe အဆင်ပြေရင်လုပ်ပေးကြပါအောင်နော်။ ဤဒီမှာအချင်းခဲ့ပေမဲ့လို့မိထွဲကတော့အမဲလိုလိုပဲတားမိခဲ့ပါတယ်စိတ်ပြက်အားငယ်စွာနဲ့ငိုကြွေးနေတဲ့စင်ဒါရဲလာရဲ့ရှေ့ကိုတော့မထင်မှတ်ထားတဲ့အချိန်မှာနတ်သမီးကြီးပေါ်လာခဲ့ပါနဲ့နတ်သမီးကြီးဟာသူမရဲ့မိတာနဲ့မော်အစွမ်းကိုအတုံးပြုပြီးရိုးရှင်းတဲ့အိမ်ဖော်ဝတ်စုံကိုလှပခံထားတဲ့မင်းသမီးဝတ်စုံအထိပြောင်းလဲပေးလိုက်ပါတယ်ထို့အပြင်မော်ဆန်နဲ့ဖန်ပနတ်တရားနဲ့ လှပတဲ့ယထာလုံးကိုလည်းဖန်ဆင်းပေးခဲ့ပါတယ်။ဒါပေမဲ့နတ်သမီးကြီးရဲ့သတိပေးချက်ကိုတော့ဘယ်တော့မှမမေ့ပါနဲ့။ညအစ်စ်နမနာကြီးတိတိမမော်စွမ်းအားလုံးပြတ်ပြဲသွားမှာဖြစ်ပါတယ်။စင်ဒါရဲလာဟာပွဲတော်ကိုရောက်ရှိတဲ့အခါမှာတော့အလုံးမဲ့လှပတဲ့အတွက်မင်းသားဟာ တခြားဘသူကိုမှစိတ်မဝင်စားတော့ပဲသူမနဲ့ပဲကခုန်ခဲ့ပါတယ်သူတို့နှစ်ဦးဟာတညရာလုံးအတူကခုန်ရင်းစင်မှန်တဲ့ချီချင်းမိသားနဲ့ဆက်နွယ်မှုကိုခံစားခဲ့ကြရပါတယ်သို့တော်လည်းည7နာရီနာရီတန်ကိုကြားလိုက်ရတဲ့အခါမှာတော့စင်ဒရဲလာဟာမော်ဆွမ်းပြပြသွားမှာကိုကြောက်ရွံ့ပြီးမင်းသားကိုနှုတ်ဆက်ချင်းတော်မရပဲ အလွန်အမင်းထိတ်လန့်တကြားထွက်ပြေးခဲ့ရပါတယ်။အဲဒီလိုပြေးလွှားရင်းနဲ့ပဲသူမရဲ့ခြေဖွားကနေဖန်ဖနတ်တဖတ်ဟာနန်းတော်လေးရက်ထစ်ပေါ်မှာကြံရစ်ခဲ့ရတာပဲဖြစ်ပါတယ်ခမညာ။မင်းသားဟာအလွန်စိတ်တက်အားငယ်ခဲ့ပေမယ့်အဲဒီဖန်ဖနတ်ကိုကန်ကြီးဒီဖန်ဖနတ်ပိုင်ရှင်ကိုကျွန်တော်မထစ်မနီရှာရမယ်လို့ဆုံးခတ်ခဲ့ပါနဲ့။ဒီဖန်ဖနတ်ဟာသူ့ရဲ့ခြေရသူကို ြန်လဲရှာဖွေနိုင်မဲ့တခုတည်းတော့တဲလွန်စားပဲဖြစ်ပါတယ်။မင်းသားရဲ့အမိန်တော်နဲ့ Grand Duke ဦးဆောင်တဲ့အဖွဲဟာတမျိုးလုံးရှိအိမ်တိုင်းကိုလိုက်လံရှာဖွေခဲ့ပြီးဖနက်ကိုစမ်းတာဝစ်စင်ခံခဲ့ပါတယ်။နောက်ဆုံးမှာတော့ Cinderella ရဲ့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။မိထွေးနဲ့ညီအစ်မတို့ရဲ့အကြမ်းဖက်ဒါစီမှုတွေရှိခဲ့ပေမဲ့ Cinderella ဟာဖနက်ကိုဆန်းဝစ်ခွင့်ရရှိခဲ့ပါတယ်။ Okay. ခဏခါသူမရဲ့ခြေတော်နဲ့အံဝင်ခွင်ကြဖင်းနေလာကို မြင်လိုက်တဲ့အခါမှာတော့မင်းသားဟာကြောရွှင်စွာနဲ့သူ့ရဲ့ချစ်ရသူကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်ခင်ဗျာဒီလိုပဲစင်ဒါရဲလာဟာသိုးဝတဲ့အစီခံဘဝကနေလုံးဝလွတ်မြောက်ပြီးမင်းသားနဲ့ကြောရွှင်စွာလက်ထက်ခါဘဝတခြားလုံးစည်းစင်ချမ်းသာနဲ့နေထိုင်သွားခဲ့ကြပါတယ်ခင်ဗျာဒါဟာကျွန်ုပ်တို့ရဲ့စင်ဒါရဲလာဇလန်းရဲ့အနှစ်သာရအပြည့်အစုံပဲဖြစ်ပါတယ်